ကျမအမြဲတမ်းဟောပြတာကိုလူကျင်တဲ့လူတွေအတွက်ပြောတာနော်။ကိုစော်ဖုံးဟင်းကြီးသေးပြီလားမသေးသေးဘူးလားဆိုတာသိကျင်တဲ့လူပြောလိုက်တဲ့သူတွေရဲ့အောက်မှာပေါ့နော်။စွန်စာကျဲစာစားတဲ့လူတွေရတာလာရောက်ပြီးပြောဆိုတာဖြစ်ပါတယ်။အဲ့ဒါတွေကိုတိတ်ကြည့်မဆိုင်ပါဘူး။ဆီယမကအဲ့လိုပြောနေပြီးဘာဆီယမလဲ။ဆီယမဖြစ်ပြီးဇရိုက်ကျိုင်းလိုက်တာဆီယမဘလို့လို့ပြောပြီးဆိုအဲ့ဒါတေချာပေါ့မင်းအောင်လိုင်းတာသမီဖြစ်ပါတယ်ရှင်နော်။အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ နေစဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် မင်္ဂလာပါရှင်เนาะဆ iam မတော့ဆ iam မမြကြခင်ပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လို့ဝိုင်းရှယ်ပေးပါမြန်မာနိုင်ငံသားမှန်တယ်ဆိုရင်ပေါ့เนาะဆ iam မမြကြခင်ရဲ့ UR ချက်ကမြန်မာပြည်ငင်းချမ်းဖို့နံပါတ်1နံပါတ်2ကမြန်မာပြည်သူတွေအေးချမ်းဖို့အဲ့ဒီ UR ချက်နှစ်ခုနဲ့ဆ iam မဒီတော်လိုင်းရေးထဲမှာ ပါဝင်နေတဲ့တော်လန်ဖီရင်ဆီယာမဆီယာမများကြခင်ဖြစ်ပါလေရှင်နော်တခြားယူရကျဆီယာမမှာလုံးဝမရှိပါဘူးနော်ပြည်သူအေဂျင့်ဘူးကနံပါတ်၁ပါနော်နောက်တစ်ခုကဆီယာမကလိုင်းပေါ်မှာပြောတဲ့ကိစ္စတွေမှာသူများရဲ့ personal ကိစ္စတွေကိုပြောလို့ပြောစားမရှိပါဘူးနောက်တစ်ခုကဆီယာမကလူတစ်ဖက်သားကိုပြောဆိုမယ်ဆိုမဟုတ်မမှန်ဆွဆွဲလိန်ညာပြီးမပြောဆိုပါဘူး။နောက်နံပါတ်3ချက်ကလူတစ်ဖက်သားကိုပြောတော့မယ်ဆိုအချက် လက်ခိုင်လုံမှပြောပါတယ်။ဒါဆီယာမမှာရှိတဲ့အရေးချင်း သုံးချက်ဖြစ်ပါလေရှင်เนาะဒါကိုပြည်သူသိအောင်ဆရာမလာပြောပြပေးတာပါလေ့လာကြည့်ပါရှင်เนาะနောက်တစ်ခုကပြောချင်တယ်ဆရာမတစ်ခုခုပြောပြီဆိုလို့ရှင်ဆရာမကိုအမြဲတမ်းဟိုဝေဖန်ပြီးအောက်ကနေမှပြောရပေါ့เนาะဆဲတယ်ဆိုတယ်ဆိုတာဆရာမဆဲတဲ့လူကိုဆဲပါလေเนาะဘေးရင်ဆရာမဖြစ်လို့မဆက်ရဘူးလို့ဘယ်ဖရားမှဟောမထားပါဘူးเนาะဖုံကြီးဝတ်ပြီးတင်ကားဝတ်နေတဲ့လူတွေတောင်မှတော်လန်ရေးဘက်ကလူတွေကိုဆဲနေတာအမေစုကိုဆဲနေတဲ့လူတွေတပုံကြီးပါ နော်အဲ့တော့ဆရာမလည်းလူပါပဲရှင်နော်ပို့ဆိုးတာဆရာမတန်မှန်ဆရာမမဟုတ်ပါဘူးတော်လန်ဘီရင်ဆရာမအမှန်တရားဘက်ကရက်တည်တာဖြစ်တဲ့အတွက်နော်ဆဲမှရမယ်လူလူဆဲတတ်ပါလေတခါတလေပေါ့နော်အဲ့တော့ဆရာမဖြစ်ပြီးဆဲလာဆရာမဇေယိုက်တန်းလာဆိုတော့ကြတော့အဲ့လိုပြောတဲ့လူတွေတော်တော်များများကမင်းအွန်လိုင်းသားသမီးတွေနဲ့ ဒီပေါ့နော်ဆရာမပြောလိုက်တဲ့သူတွေရဲ့အောက်မှာပေါ့နော်စွန့်စာကျဲစာစားတဲ့လူတွေရတာလာရောက်ပြီးပြောဆိုတာဖြစ်ပါတယ်အဲ့ဒါကိုတိတ်ကူးမဆိုင်ပါဘူးဆရာမကအဲ့လိုပြောနေပြီးဘာဆရာမလဲဆရာမဖြစ်ပြီးဇရိုက်ကျိုင်းလိုက်တာဆရာမဘလို့လို့ပြောပြီးဆိုအဲ့ဒါတေချာပေါ့မင်းအောင်လိုင်းတာသမီဖြစ်ပါတယ်ရှင်နော်ဆရာမကဘာလို့ဆရာမကိုသူတို့ကအဲ့လိုပြောရလဲဆိုဆရာမမင်းအောင်လိုင်းကိုလုံးဝမကြိုက်တော့တော်လန်တဲ့လူတယောက်ဖြစ်လို့ပါရှင်နော်အရေးကြီးတာပြောပါမယ် NLD လက်ထက်မှာလဲတချို့ ြောလို့မရတဲ့အရာတွေရှိရပေါ့နော်ဒီလိုငွေဖြူငွေမဲကိစ္စတွေမှာဆီယာမတို့ဒီ NLD ဘက်ကလူကြီးပိုင်းတချို့တွေเนาะအဲစစ်တမ်းလိုက်ဖို့ဟာတွေရှိပါတယ်เนาะဒါပေမဲ့ဒါတွေကနာမည်တက်ပြီးတော့ဆီယာမတို့ကဒီချိန်မှာပြောရမယ့်ဟာမဟုတ်သေးလို့မပြောပါဘူးရှင်เนาะဒါပေမဲ့တေးကြတာတော့ခိုင်နှင်းဝေသည်ဘောမတယောက်ဖြစ်ပါတယ်เนาะစစ်တပ်ရင်းနဲ့တက်ဆိုင်နေတဲ့သူတယောက်ဖြစ်ပါတယ်เนาะ ပြည်သူတွေအဆသာရရသတိထားပါကြံတဲ့ကိစ္စကပြည်သူကိစ္စပါเนาะကျမတို့ကပြည်သူကိုအမှန်တရားတော်လှန်ရေးနဲ့ပတ်သက်လာပြီးအမှန်တရားကိုမှန်အောင်မှန်တိုင်းပဲချပြမှာဖြစ်ပါတယ်ကောင်းတာဆိုတာပြည်သူရဲ့ဆုံးဖြတ်ချက်ပြည်သူကလှုပ်ဆောင်သွားပါလိမ့်မယ်ကျမကပြည်သူကိုထပြီးတော့ဒါလုပ်ရမယ်ညာလုပ်ရမယ်လို့အမိတ်မပေးပါဘူးပြည်သူကိုယ့်ဘောက်ကိုဆုံးဖြတ်ချက်ချပြီးကိုလန်းကိုကိုရွေးချယ်ပါเนาะဒါလို့လာပြောပြတာပါအဲ့ဒီလိုပြောလို့ဆီယမဒီပို့အောင်မှာเนาะဆီယမဘီလိုဖိုင်လို့တခြားယူတင်လို့တခြားရဲ့ပို့အောင်မှာဆီယမရဲ့ပို့အောင်မှာဆီယမ အကောက်ကိုじゃဓာတ်ရိုက်လာမပြောဘဲနဲ့တခြားရဲ့လူတင်တဲ့လူတွေရဲ့အကောက်မှာအကောက်တို့မျိုးစုံနဲ့တွားဟောင်းနေတဲ့သူတွေနော်ဆရာမကိုတင်လို့ပြောတဲ့စကားတွေကမှန်မှန်ကန်ကန်ပြောတာဆိုတာဆိုရင်ကျမ်းမာပါစေချမ်းသာပါစေမှန်မှန်ကန်ကန်ပြောတာမဟုတ်လို့ရှိရင်ဒီအာနာရှင်ချုပ်ငိမ့်တဲ့အချိန်မှာတင်လို့လဲချုပ်ငိမ့်ပါစေနော် နောက်လာမဲ့ကပ်ပီးတွေမှာတင်လို့မိသားစုလိုက်အသေးဆိုးနဲ့တေးပါစေနော်ဒါဆရာမဖြစ်ပြီးကြိမ်နဲ့မပြောပါနဲ့မြဲများကြိမ်မှာဖြစ်ပါတယ်နော်ဒီလိုအောက်တန်းစားတွေအောက်ဆွဲတွေစွန့်စာကျဲစာစားပြီးတော့နော် ဒီလိုဖိုင်အောက်တွေမှာအကောက်တူမျိုးစုံနဲ့ဟောင်နေတဲ့ဟာတွေကိုဒီလိုပဲပြောပါတယ်နော်ပြည်သူလူထုကတော့ကြမ်းမှချမ်းသာပါသေးရှင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အောက်မှာဆ iam မဘီလိုဖိုင်တခြားယူတင်နေဆိုလို့ရှိရင်လေနော်အောက်ကနေမှာဟောင်နေကြတိုင်းဆက်ဟောင်မှာအယိုးရင်လေးကိုစားပါနော်ဆ iam ကတော့အမှန်တရားပြောစရာရှိရာဆက်ပြောတော့မှာဖြစ်ပါတယ်ဆ iam မြကြခင်မဲ့ဖြစ်ပါတယ်ကဲဒီဗီဒီယိုဖိုင်လေးကတော့မြန်မာနိုင်ငံသားမှန်တယ်ဆိုဒီဗီဒီယိုဖိုင်လေးကို live ် like and share လုပ်ပေးပါအဓိကတော့ဒီ video ဖိုင်လို့မြန်မာနိုင်ငံသားမှန်တယ်ဆို like share ပေးနော်အခုမြန်မာနိုင်ငံရဲ့အချိန်တွေကတော်လန်ရေးအရေးပေါ်တော်လန်ရေးနဲ့ပတ်သက်လာပြီးတော့ပေါ့နော်အရေးပေါ်ကာလဖြစ်နေပြီနော်အဲ့ဒါကြောင့်မလို့အရေးကြီးအရေးမကြီးလို့ရှင်ရင်ခကြီးမထွက်ပါနဲ့လို့ပြည်သူတွေကိုပြောချင်ပါတယ်ဘာဘာဖြစ်လို့ပြည်သူတွေအဲ့လိုပြောတာလဲဆိုတော့ပြည်သူတွေကိုပေါ့နော်စစ်ခွေးတွေကရုပ်မာမာဆိုးလို့ပြောပေးတာဖြစ်ပါတယ်နော် เออบาบะဖြစ်ဖြစ်ပြည့်နေခတ်နေတဲ့အချိန်ဆိုတော့ကြတော့လीเนาะဟိုမှားတာတို့ဘာလို့ခိုင်းမိတာတို့ဘာလို့အဲ့လိုဖြစ်မှာဆိုလို့ပါเนาะမြန်မာနိုင်ငံမှာနေတဲ့ပြည်သူတွေဆိုလို့ရှိရင်ဒီကာလကအေးမကြီးတဲ့အချိန်ဆိုရင်ဖျားဖူးထွက်တာတို့ခရီးသွားတာတို့မလုပ်ပါနဲ့ရှင်เนาะရေဘေးတွေကလည်းတောက်လျှောက်လာမှာရေဘေးဆိုတော့ရေကြီးတာမိုးရွာတာအဲ့ဒါတခုလည်းမှတ်မထားပဲနဲ့တခြားရေဘေးတွေကိုလည်းဂယုစိုက်ပေးပါဖန်စီထင်းသိမ်းခံရတဲ့ကိုစော်ဖုံးဟင်း တချို့ကလည်းသေးပြီလို့သတင်းတယ်တချို့ကလည်းမသေးသေးဘူးတဲ့အဲ့ဒါဆရာမဟောပေးရမလားလို့နော်ဟောပေးစီခြင်းလေဆိုလို့ရှိရင်ဟောပေးလို့မန့်ခဲ့တော်လိုင်းရေးသမားတို့ပြောတာနော်နော်ပြည်သူလူထုကိုပြောတာနော်ဆရာမအမြဲတမ်းဟောပေးတာကိုလူကျင်တဲ့လူတွေအတွက်ပြောတာနော်ကိုစော်ဖုံးဟင်းကြီးသေးပြီလားမသေးသေးဘူးလားဆိုတာသိကျင်တဲ့လူရှိရင်မှန်ခဲ့ဆရာမဟောပေးရမလားဆရာမဟောပေးတာကိုလူကျင်လားအဲ့ဒါလာပြောပြတာ နော် share ပေးနော် share ပေးနော် share ပေးနော်ဟောပေးရမလားဟောမပေးရဘူးလားဟောပေးဆိုရင်မန့်ခဲ့နော်အော်နေ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 ပြောဦးကြံသေးတယ်ဒီနေ့က6လပိုင်း7ရက်နေ့ဖြစ်ပါတယ်နော်6လပိုင်း18ရက်နေ့ကျရင်ဆရာမမြတ်ကြခင်ရဲ့မွေးနေ့ဖြစ်ပါတယ်ဆန်ဆောင်ဖုံးမဲဖောက်ပြီးมาဖြစ်ပါတယ်အမှန်တကယ်ပြီးมาဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ စောင့်ကြည့်ဖို့ဆရာမလိုက်ကိုစောင့်ကြည့်ဖို့မမေ့ပါနဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာပါကဲဒီဗီဒီယိုဖိုင်လေးကတော့မြန်မာနိုင်ငံသားမှန်တယ်ဆိုဒီဗီဒီယိုဖိုင်လေးကို like like and share လုပ်ပေးပါအဓိကတော့ဒီဗီဒီယိုဖိုင်လေးကိုမြန်မာနိုင်ငံသားမှန်တယ်ဆို like share ပေးနော်အခုမြန်မာနိုင်ငံရဲ့အချိန်တွေကတော်လန်ရေးအရေးပေါ်တော်လန်ရေးနဲ့ပတ်သက်လာပြီးတော့ပေါ့နော်အရေးပေါ်ကာလဖြစ်နေပြီနော်အဲ့ဒါကြောင့်မလို့ အရေးကြီးအရေးမကြီးလို့ရှိရင်ခရီးမထွက်ပါနဲ့လို့ပြည်သူတွေကိုပြောချင်ပါတယ်ဘာဘာဖြစ်လို့ပြည်သူတွေအဲ့လိုပြောတာလဲဆိုတော့ပြည်သူတွေကိုပေါ့နော်စစ်ခွေးတွေကရုပ်မာမာဆိုးလို့ပြောပေးတာဖြစ်ပါတယ်နော်အဲဘာပဲဖြစ်ဖြစ်ပြည်နေခတ်နေတဲ့အချိန်ဆိုတော့ကြတော့လေနော်ဟိုမှားတာတို့ဘာတို့ခိုင်းမိတာတို့ဘာတို့အဲ့လိုဖြစ်မှာဆိုးလို့ပါနော် မြန်မာနိုင်ငံမှာနေတဲ့ပြည်သူတွေဆိုလို့ရှိရင်ဒီကာလကအေးမကြီးတဲ့အချိန်ဆိုရင်ဖျားဘူးထွက်တာတို့ခရီးသွားတာတို့မလုပ်ပါနဲ့ရှင်နော်ရေဘေးတွေကလည်းတောက်လျှောက်လာမှာရေဘေးဆိုတော့ရေကြီးတာမိုးရွာတာအဲ့ဒါတခုလည်းမှတ်မထားဘဲနဲ့တခြားရေဘေးကိုလည်းဂယုဆိုင်ပေးပါမင်္ဂလာပါရှင်เนาะဆ iam မတော့ဆ iam မမြတ်ကြခင်ပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုတော့မြန်မာနိုင်ငံသားမှန်တယ်ဆိုလိုက်အန်ဖော်လို့ရှယ်လေးလုပ်ပြီးเนาะဒီဗီဒီယိုဖိုင်လေးကိုရှယ်စေချင်တာပါအဓိကကတော့ ။ဘာဖြစ်လို့လဲဆိုတော့အခုထိုင်းနဲ့ဒီကမ်ဘောဒီးယားပေါ့နော်။ထိုင်းနဲ့ကမ်ဘောဒီးယားဖြစ်နေတဲ့ကိစ္စမှာထိုင်းနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားတွေတချို့ထိုင်းနဲ့ထိုင်းနဲ့ဒီကမ်ဘောဒီးယားနဲ့စေရေးကိစ္စဖြစ်နေတဲ့ကိစ္စရေမြန်မာနိုင်ငံသားတွေစိတ်ပူနေတာရှိတယ်ပေါ့နော်။အဲ့ဒါလို့ပြောချင်ပါတယ်။ဟိုတအားကြီးစိတ်မပူနဲ့ဒီချိန်မှာအနေတက်ဖို့အရေးကြီးတယ်ရှင်နော်။ဆရာမကြိုတည်ပြီးသားဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့တချို့ဟာတွေကတော့မပြောပြဘူးရှင်เนาะဘာလို့လဲဆိုကြတော့ဟို ဆီယမားမြတ်ကြခင်ဟောပြပါဆီယမားဘာညာနဲ့ဆိုပြီးလာတောင်းဆိုထားတာလည်းမရှိဘူး။ဘာလို့လဲသူများနိုင်ငံရဲ့ကိစ္စလည်းဖြစ်နေတာဖြစ်တဲ့အတွက်နော်။ဒါပေမဲ့တချို့ကအထိုင်းမှာရှိတဲ့တချို့ကဆီယမားပေါ်ယုံကြည်ကြတယ်ချစ်မြတ်လို့ကြတယ်တန်ဖိုးထားတဲ့လူတွေရှိတယ်။အဲ့ဒီအလူတွေအတွက်ဆီယမားလာပြောပြတာဖြစ်ပါတယ်နော်။စိတ်အေးထားပါနော်။အဲသူတော်ကောင်းတွေကတော့ဘာမှမဖြစ်ပါဘူးနော်။အဲအဲ့ဒါလေးလာပြောပြတာချင်းနော်။စိတ်အားကြီးမပူပါနဲ့နော်။နောက်တစ်ခုကဒီစစ် စစ်မဲ့တကယ်လို့ဖြစ်လို့ရှိရင်တော့ပေါ့နော်ဟိုထိုင်းနဲ့ဒီကမ်ဘောဒီးယားနဲ့စစ်ဖြစ်လို့ရှိရင်စစ်ဖြစ်လို့ရှိရင်ဘယ်လောက်ထိကြာမလဲဆိုတော့တိတ်မကြပါဘူးနော်တအားကြီးဘယ်လိုပြောမလဲအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဖြစ်နေတဲ့စစ်ပွဲတွေလောက်မကြဘူးရှင်နော်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်ဟိုတအားကြီးတချို့ကြစိတ်ပူတယ်နေဆက်မှနေတဲ့လူတွေကစိတ်ပူကြတယ်လေပေါ့နော်အဲ့ဒါကြောင့်မလို့နော်အဲ့တော့ကြတော့ကာလရှိရယ်ပေါ့နော်ဘယ်လောက်တိုင်းတာတွေဖြစ်မလဲ ဘယ်ကာလထိရှိလဲဆိုတာမျိုးကရှိပါတယ်เนาะဒါမှမပြောသူများနိုင်ငံကိစ္စလေးเนาะကိုယ်လာမိထားလည်းမရှိတော့ကြတော့ထဲမပြောပြီးတော့အဲ့တော့ကြတော့ဆရာမပြောချင်တာကတော့ဗာမြန်မာနိုင်ငံထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေကဒါဒါကတော့ဆရာမစကားကိုနားထောင်ချင်တယ်ဆရာမကိုယုံကြည်တဲ့လူတွေအတွက်ပြောတာမယုံကြည်တဲ့လူကတော့ကြောသွားเนาะနင်တို့ကနိုကြိထိုးထိုးလရစားတာတေးတေးเนาะအဲဆရာမပေါ်ယုံကြည်မှုရှိတယ်เนาะ အဲဆ ्याम မဟောတာတွေလည်းသဘောကျတယ်ဆိုတော့သူတွေကတော့နော်ဆ ्याम မဟောမှာကျွန်တော်တို့စိတ်ပူနေရတယ်ဆ ्याम မဟောပါသေးဆိုပြီးတချို့လာပြီးမိကြတယ်ပြောကြတဲ့လူတွေအတွက်ဆ ्याम မပုံမှန်တင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကြတော့ဘာသာရေးမြများလုပ်ပြီးပါမိမိအလုပ်ဆိုရင်အလုပ်ပဲသွားပါအိမ်ထဲကအိမ်ပြင်မထွက်ပါနဲ့တော်ယုံတိုင်ယုံဒီထိုင်းနေနဲ့ဒီကမ်ဘောဒီးယားနေနဲ့ဖြစ်နေတဲ့အချိန်မှာကိုကပဲလော်ကြားကိုစားညက်တဲ့ကိစ္စတွေဖြစ်တယ်လို့နော်ပဲလော်ကြားကိုစားညက်တဲ့ကိစ္စတွေဖြစ်ပါလိမ့်မယ်အဲ့ဒါဖြစ်တယ်လို့မဟုတ်ဖြစ်ပါလိမ့်မယ်ဖြစ်ကိုဖြစ်မှာဖြစ်ပါတယ် ပြောပါပြီနော်အဲအကြောင်းမလို့ပဲလော်ကြောင်စားညက်တဲ့ကိစ္စကြီးဖြစ်မှဖြစ်တယ်လို့အထူးသတိထားပြီးတော့ကိုယ့်အကူနေပါနော်တိတ်ပြီးတော့ဒီချိန်မှာလှုပ်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 မလှုပ်တာကောင်းတယ်လို့ဆရာမပြောခြင်းနဲ့နောက်တစ်ခုကဒီချိန်မှာကဒီလိုဖြစ်တဲ့အချိန်မှာနော်ဆရာမတို့မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံရဲ့အခုအာဏာသိမ်းထားတဲ့ဒီစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုံမှမှုတွေရလည်း ဒီကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဆစ်ဖြစ်နေတဲ့ဟာပေါ်မှာအသုံးချပြီးတော့ရုပ်မာမှုတွေလာအောင်မှာဖြစ်ပါတယ်မြန်မာနိုင်ငံသားတွေအတွက်ပေါ့နော်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံသားတွေအနေနဲ့အဆအရရာဂရုစိုက်ပါနော်ဆီယမတို့မှာပြေးစရာမြေမရှိဘူးအားကိုးစရာလည်းမရှိဘူးနော်အဲ့တော့ကံကိုအသက်ကိုညံဆောက်တာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ဘာသာရေးလုပ်ပါနော်စိတ်ကောင်းနှလုံးကောင်းလေးထားပါနော်သူဟိုမြန်မာနိုင်ငံသားချင်းဆိုရင်စီလုံးညီညွတ်မှုရှိပါနော် မကောင်းတဲ့လူတွေအတွက်တော့မစီလုံးပါနဲ့เนาะကောင်းတဲ့လူချင်းချင်းစီလုံးညီညွတ်ကြပါဖေးမကြပါကူညီကြပါเนาะနောက်တစ်ခုကကိုယ်အလုပ်ဆိုအလုပ်ပဲသွားပြီးတော့တချို့ကိစ္စတွေမှာမတိကြအောင်ဆိုဝင်မပါနဲ့เนาะအဲ့ဒါလေးကိုဆရာမလာပြောချင်တာပါမတိကြအောင်ဆိုဝင်မပါနဲ့ဆိုတာသူတို့အချိန်နေနဲ့သူတို့မကြခင်မှာပြီးဆုံးသွားမှာဖြစ်တာဖြစ်တဲ့အတွက်ပေါ့เนาะကိုတွေကဘာမှနားမလဲပဲနဲ့ကိုယ်နိုင်ငံကိုလည်းသွားလို့မရပဲနဲ့ ကိုမှသွားပြီးတော့သူတို့မျက်စိစဒီချိန်မှာထိုင်းနေအတိအကျပြောချင်တာဒီချိန်မှာထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံသားတွေရဲ့မျက်လုံးစပုံမွေးမစူးအောင်နေပါအဲ့ဒီလိုပြောလို့ဆရာမကိုလာပြီးဆရာကြီးလားဘာညာလားပြောတယ်ဆိုကိုကြိုက်တာကိုလုံးတော့နားထောင်တဲ့လူတွေအတွက်ပဲဆရာမစိတ်ပူလို့ပြောပြတာကိုနိုင်ငံသားကိုချစ်လို့ကိုနိုင်ငံသားတွေဒုက္ခရောက်မှာဆိုလို့စိတ်ပူလို့ပြောပြတာနော်ဆရာဆရာကြီးကတော့တပ်ပြေတတကံမတကာနင်တို့ကလည်းကြီးထူးထူးလရဆာဆာ ဟုတ်ပြီလားเนาะဒါကတော့ဆ iam မကိုအမြဲတမ်းလာပြီးတော့အားပေးတဲ့လူတွေရှိတယ်ဝယ်ရတဲ့လူတွေရှိတယ်ထိုင်းမှာဆ iam မကိုဒီယုံကြည်ကြတဲ့လူတွေရှိတယ်သူတို့အတွက်ပြောပြတာဖြစ်ပါတယ်เนาะနောက်တစ်ခုပြောချင်ပါတယ်ထိုင်းနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားဒီအနေနဲ့ဆ iam မကိုယုံကြည်တဲ့လူတွေအနေနဲ့ပေါ့เนาะအဲဒီဒီဒီကာလဒီဂျားကာလထဲမှာပတ်စံတွေကိုရမ်းပြီးတော့မတုံးပါနဲ့ဖြစ်နိုင်တယ်ဆိုပတ်စံလေးကိုစုပေးစုထားပါဖြစ်နိုင်တယ်ဆိုဆန်စီစားငရုတ်တက်တုံပေါ့เนาะအဲ့လိုလိုပေါ့เนาะကိုယ့်ရဲ့ဒီအိမ်တွင်းမှာ မိသားစုမှာလိုအပ်မဲ့အိမ်တွင်းစားနပ်ရိက္ခာလေးတွေနည်းနည်းလေးပေါ့နော်ဟိုလိုအပ်လို့ရှင်ဝယ်လို့ရအောင်လို့နည်းနည်းလေးရန်ထားပေးပါနော်တစ်ဆရာမဒါလေးကိုပြောချင်ပါတယ်စိတ်ပူလို့ကိုယ်နိုင်ငံသားတို့လာပြောတာဖြစ်ပါတယ်နော်ဒါကတော့ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားအားလုံးအားလုံးအတွက်တော့ဆရာမကတော့ပြောတာပဲဒါပေမဲ့တချို့ကဆရာကြီးရေများတယ်လေနော်ဆရာကြီးတော့မပေါ့ဆရာမမြတ်ကြခင်ကိုယုံတယ်ဆရာမမြတ်ကြခင်ဟောတာတွေကမှန်တယ်ဆိုတော့ သူတွေဆ ्याम မမြတ်ကြခင်ပေါ်မှာယုံကြည်ရှိတဲ့ယုံကြည်ရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်ပြောပြတာဖြစ်တယ်။ဆ ्याम နဲ့မယုံတဲ့လူကတော့ကိုယ်ကိစ္စကိုရှင်းပေါ့နော်။တပ်ပြေတတကံမတကာပါနော်။အဲ့တော့ကျတော့ဆ ्याम တခုခုမြန်မာနိုင်ငံသားတွေဖြစ်တော်မယ်ဆိုရင်ဆ ्याम လာပြီးတော့ကြိုပြီးတော့သတိပေးတာဖြစ်ပါတယ်နော်။အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုအားလုံးဝိုင်းရှယ်ပေးပါ။ဒါသတိပေးတာလေးဖြစ်တာဖြစ်တဲ့အတွက်ဝိုင်းရှယ်ပေးပါနော်။နောက်တစ်ခုကအိမ်မှာပေါ့နော်ဒီထိုက်ရောက်နေတဲ့မြန်မာနိုင်ငံသားတွေဆ ्याम စကားကိုနားထောင်နေပေါ့နော် ဆီယမစကားကိုနားထောင်တော့မပေါ့ဆီယမပြောတာလေးအန်တီရဲ့ကင်းတယ်ဆီယမရေရရလေးကို့အိမ်အတွက်လှုပ်ထားခြင်းလဲဆိုလို့ရှိရင်မိမိရဲ့အိမ်မှာပေါ့နော်အုံဒီစိမ့်တစ်လုံးပေါ့နော်အုံဒီစိမ့်တစ်လုံးကိုမိမိရဲ့မွေးနေ့နေ့တိုင်းဖယားကိုလှူပေးပါနော်မိမိရဲ့မွေးနေ့နေ့တိုင်းလှူပေးပါထိုင်ရောက်နေတဲ့မြန်မာနိုင်ငံသားအားလုံးအဲ့ဒီရေရရလေးကိုဝိုင်းလှုပ်ပေးကြပါယုံတဲ့လူကတော့ကံကောင်းတာပေါ့နော်မြေုံနဲ့လူကတက်ပြီးတက်တာကံမရကတော့ဆီယမလက်ညိုးလက်လက်ကိုယ့်ရဲ့လက်ချောင်းတော့မှအရှိတူမကြီးဘူးလေနော်အဲ့ဒါကြောင့်မလို့နော် ဟိုကိုကစေတနာနဲ့ပြောပြမယ်တချို့ကစေတနာနဲ့မတန်တဲ့အောက်တန်းစားတွေကတည်တန့်ရှိတယ်လीနော်အဲ့ဒီအတွက်ကိုကိုကအကုသို့ဖြစ်မခံခြင်းလို့လीနော်အားလုံးကျေးဇူးတင်ပါတယ်နော်အဲအားလုံးဘေးကင်းအေးအေးချမ်းပါစေရောက်တဲ့နေရာမှာစိတ်ဆင်းရဲကိုဆင်းရဲကင်းလို့ငြိမ်းပါစေဆရာမကတော့ဘလို့ပဲဖြစ်ဖြစ်ဆရာမတို့ဒီချိန်မှာထိုင်းနိုင်ငံမှာလာရောက်ခိုးလုံနေရတာဖြစ်တဲ့အတွက် ိုင်းနိုင်ငံသားတွေကိုလည်းအေးချမ်းပါစေငြိမ်းချမ်းပါစေပေါ့နော်ဒီစစ်ဒီလိုစစ်မှတ်တွေလည်းမဖြစ်ပွားဘဲနဲ့ထိုင်းနိုင်ငံမှာအေးချမ်းပျော်ရွှင်သားရကြပါစေအေးချမ်းပါစေငြိမ်းချမ်းပါစေစစ်ပွဲတွေရပ်တန့်ပါစေငြိမ်းချမ်းအမြန်ဆုံးငြိမ်းချမ်းပါစေအေးချမ်းပါစေလို့ဆရာမဆုတောင်းပေးပါရယ်ဒီချိန်ကဆရာမတို့မြန်မာထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအားလုံးကဒီချိန်ကဆရာမတို့ကထိုင်းမှာရောက်နေတာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံဆရာမတို့နိုင်ငံဆရာမတို့အတွက်ဆရာမတို့ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ကျေးဇူးရှင်ပါပဲရှင်နော် ဲ့တော့ကြတော့ကိုနဲ့တိတိမတိတိထိုင်းနိုင်ငံသားမှန်တယ်ကိုကထိုင်းနိုင်ငံမှာလာရောက်ခိုးလုံနေရတာဖြစ်တယ်လေဒီချိန်မှာကိုရဲ့ကျေးဇူးရှင်ကထိုင်းနိုင်ငံသားတွေဖြစ်တာဖြစ်တဲ့အတွက်သူတို့အခက်အခဲဖြစ်နေတဲ့ချိန်မှာကိုကမျက်စိစဝင်ဝီးစူးအောင်မနေပါနဲ့ရှင်နော်ဆရာမအကြိမ်ကြိမ်သတိပေးနေတာပြဿနာတွေတက်မှာနမိတ်တွေတွေ့မြင်ထားလို့သတိပေးတာပါရှင်နော်ယုံတဲ့လူတွေတော့ကကန်ကောင်းပါတယ်မယုံတဲ့လူတွေတော့ကတော့ကိုရဲ့ကိုကန်တဲ့ကိုပေါ့နော်လူဆိုတော့ပြောလို့မရအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဆရာမတော့ဆရာမမြတ်ကြခင်မရှင်မှာဖြစ်ပါတယ်ရှင်เนาะအားလုံးဘေးကင်းပါစေရှင်เนาะ